ဒီနေ့ကျွန်တော်တို့လေ့လာမယ့်စံချက်မှာယေရှုခရစ်တော်ကယူဒလူတွေပြတ်ထန်းထားတဲ့အိုးပေါက်စောင့်ခြင်းကိုချိုးဖျက်တယ်။ဘာကြောင့်လဲဆိုရင်မာကုအခန်း3အခန်းငယ်1ကနေပြီးတော့6အထိကိုကျွန်တော်ဖတ်ပြမယ်။တရားစရက်တို့တဖန်ဝင်တော်မူ၍ထိုစရက်၌လက်တစ်ဖက်သေးတော်သူတယောက်ရှိ၏။အိုးပေါက်နေ၌ သူဤယောဂါကိုငိမ့်စေမီမငိမ့်စေမီကိုထိုသူတို့သည်ကိုရော၌အပြစ်တင်ခွင့်ကိုရှာ၍ချောင်းကြည့်ကြ၏ကိုရောကလည်းအလယ်၌မတ်တတ်နေလော့ဟုလက်တဖက်သေးသောသူအားမိန်တော်မူပြီးမှအိုးပုံနေ၌ဂျေဇူးပြုအပ်သလောသူအချိုးကိုဖြက်စီးအပ်သလောအသက်ကိုကယ်အပ်သလော တတ်အတလောဟုပရိတ်တတုအားမေးတော်မူလျင် ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏ထိုအခါအမျက်တော်နှင့်သူတို့ကိုပတ်လည်ကြည့်ရှု၍သူတို့စိတ်နှလုံးမိုက်တော်ကြောင့်ဝမ်းနည်းတော်မူခြင်းရှိလျက်သင်၏လက်ကိုဆန့်လော့ဟု ထိုသူအားမိန်တော်မူ၍သူသည်မိမိလက်ကိုဆန့်လျင် ထိုလက်သည်လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏ထိုအခါဖာရိရှဲတို့သည် ထွက်၍ကိုရောကိုအဘယ်သို့ဖျက်စီးရအံ့နည်းဟုဟေရုတ်တပည့်တို့နှင့်ချက်ချင်းတိုင်ပင်ကြ၏အခုနကျွန်တော်ဖတ်ပြတော်တဲ့ကျမ်းချက်မှာဘာအကြောင်းကိုကျွန်တော်တို့ကို ပြောပြနေသလဲဆိုရင်အိုးပုံနေ့တနေ့မှာယေရှုခရစ်တော်ကယူဒလူတို့ရဲ့တရားစရက်ဝတ်ပြုအစည်းအဝေးအကြောင်းမှာ ယေရှုခရစ်တော်ဝင်တော်မူပြော့တရားဟောကြားတော်မူတယ်။အဲ့ဒီမှာလက်တစ်ဖက်သေနေတဲ့သူတယောက်ရှိတယ်တဲ့။လုကာအခန်း6အခန်းငယ်6အရာသူ့ရဲ့လက်ရာလက်ကသေနေတယ်။အဲ့ဒီမှာရှိကြတဲ့ယူဒဘာသာရေးကောင်းဆောင်တွေကအဲ့ဒီဥပုံနေမှာသူတို့ထုတ်ပြန်ထားတဲ့ဥပုံနေစောင့်ခြင်းဥပရေကိုယေရှုကချိုးဖောက်မလားမဖောက်ဘူးလားဆိုတာကိုသူတို့က စောင့်ကြည့်နေကြတယ်။တခင်ယေရှုဟာလုကာအခန်း6အရဆိုရင်ယူဒဘာသာရေးကောင်းဆောင်တို့ရဲ့အကျံအစီကိုသိတော်မူတယ်တဲ့။အဲ့ဒီဥပုံနေမှာအဲ့ဒီလူကိုစမ်းမစေတယ်ဆိုရင်သူတို့ရဲ့ဥပုံနေကို ဖြတ်တယ်။ဒါကြောင့်ယေရှုကိုအပြစ်တင်မယ်။တပ်ဖို့ကိုသူတို့ကအကျံအစီလုပ်မယ်ဆိုပြော့သူတို့ရဲ့အကျံအစီအားလုံးကိုတခင်ယေရှုကသိတော်မူတယ်။ဘာကြောင့်လဲ?ယေရှုခရစ်တော်သည်လူစားတိအဖြစ်ကြွလာတော်မူသော ဖယားစစ်ဖယားမှန်ဖြစ်တော်မူသောကြောင့်လူသားအလုံးကိုတည်တယ်လူသားအလုံးဟာဘယ်သူတွေလဲဆိုတာကိုလည်းတည်တယ်အဲ့ဒါတွေပဲမကဘူးလူတို့ရဲ့စိတ်နှလုံးထဲမှာစဉ်းစားနေတဲ့အရာတွေကြံစီနေတဲ့အရာတွေအလုံးကိုလည်းသိမြင်တော်မူတယ်တခြားဘယ်ပုဂ္ဂိုလ်ကမှလူတို့ရဲ့စိတ်နှလုံးကိုမမြင်နိုင်ဘူးနတ်တွေလည်းမမြင်နိုင်ဘူး တခြားသောဘယ်ပုံကောမှကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာတွေးတဲ့အတွေးအခေါ်တွေအကြံအစီတွေကိုဖယားသခင်ကလွှဲရင်ဘယ်သူမှမမြင်နိုင်ဘူးယေရှုခရစ်တော်ဟာလူစားတိအဖြစ်ကြွလာတော်မူသောတားတော်ဖယားသခင်ဖြစ်တော်မူသောကြောင့်ဒီနေ့ကျွန်တော်တို့စိတ်နှလုံးထဲမှာအခုဘာတွေတွေးနေသလဲဆိုတာကိုလည်းအကုန်လုံးသိမြင်တော်မူတယ်အဲ့ဒီယူဒဘာသာရေးကောင်းဆောင်တွေရဲ့အကြံအစီကိုသိတဲ့အတွက် ယေရှုကဘာဆက်လုပ်တယ်လဲဆိုရင်အဲ့ဒီလူနာကိုအဲ့ဒီဝတ်ပြုအကြောင်းကြီးမှာ လာရောက်တက်ရောက်တဲ့လူပေါင်းများစွာကအားလုံးမြင်အောင်ယေရှုက မတ်တထခိုင်းတယ်အဲ့ဒီယူဒဘာသာရေးကောင်းဆောင်တွေရဲ့အကျံအစီကိုသိတဲ့အတွက်သူတို့ကို မေးခွန်းအရင်မေးတယ်ဘာမေးခွန်းကိုသခင်ယေရှုကမေးတော်မူတယ်လဲဆိုရင် မာကုအခိုင်း၃အခန်းငယ်၄မှာဥပုံနေ၌ဂျေဇူးပြုအပ်တယ်လို့ သူ့အချိုးကိုဖြတ်အပ်တလောအတက်ကိုကဲအပ်တလောတတ်အပ်တလောဟုပရိသတ်တို့အားမေးတော်မူလျင် ထိုသူတို့သည်တိတ်ဆိတ်စွာနေကြ၏ကဲယူဒဘာသာရေးကောင်းဆောင်တွေကဘာပြောရဲလဲဘာမှမပြောနိုင်ဘူးဘာကြောင့်လဲဆိုရင်ဓမ္မဟောင်းကျမ်းထဲမှာ ဖရာသခင်က ဥပုံနေမှာအလုံးမလုံးရဘိုးလို့ပြညတ်ထားတယ်။စာဝတ်နေအတွက်ပုံမှန်လုပ်တဲ့အလုပ်ကိုပဲနားခိုင်းတာ ဂျန်တဲ့သူတစ်ပါးအဲ့အတွက်ကောင်းကျိုးတွေကောင်းတဲ့အရာတွေကိုလှုပ်ခွင့်ပေးထားတယ်ပြီးတော့အသက်ဘေးအန္တရာယ်ရှိတဲ့လူတွေကိုကယ်တင်နိုင်ဖို့ကျွန်တော်တို့လှုပ်နိုင်သမျှလှုပ်ခွင့်ပေးထားတယ်အဲ့တော့မတဲအခိုင်းစနစ်မှာဆိုရင်တင်တို့လည်းဥပုပ်နဲ့မှာတင်တို့ရဲ့သိုးကြောက်ထဲမှာကြာနေတယ်ဆိုရင်မင်းတို့မဆွဲထွက်ဘူးလားဆိုပြီးတော့မေခွန်းထုတ်တယ် ိုးတွေကြောက်ထဲကျနေတဲ့တိုးကိုဆွဲထုတ်မယ်ဆိုရင်အားမဆိုင်ရဘူးလားအားဆိုင်ရတယ်အဲ့ဒီယူဒဘာသားရေးကောင်းဆောင်တွေတီထွင်ထားတဲ့အိုးပုတ်နေကိုစောင့်ထိန်ခြင်းဥပဒေထဲမှာလေးတဲ့ဝန်ကိုမကိုမမရဘူးလို့သူတို့ကစီမင်းဥပဒေထုတ်ထားတယ်အဲ့ဒါဘုရားသခင်ထုတ်ထားတာမဟုတ်ဘူးဘုရားသခင်ကအိုးပုတ်နေမှာအလုံးမလဲပါဘူးဆိုတာကိုချက်ထွင်ပြတော့သူတို့ကအိုးပုတ်နေစောင့်ထိန်ခြင်းဥပဒေယာနဲ့ခြေတဲ့ ဟိုဟာမလောက်ဟုဒီဟာမလောက်ဘူးဆိုတာကိုသူတို့ကထိထွင်ထားတာဖြစ်တယ်အဲ့တော့တခင်ယေရှုကတရိတ်ဆန်တွေတောင်းကယ်ဖို့ဖရဲတခင်ကအခွင့်ပြုတယ်ဆိုရင်လူကိုဘာကြောင့်မကယ်ရမှာလဲဆိုတော့ယူဒဘာသာရေးကောင်းဆောင်တွေပြထမ်းထားတဲ့အိုးပုံနဲ့စောင့်ထိန်ခြင်းသူတို့တီထွင်ထားတဲ့ဥပရေတွေဟာအလွန်မှားယွင်းတဲ့အကြောင်းကိုပြတဲ့အခါမှာသူတို့ကဘာမှပြန်မပြောနိုင်ဘူး အဲ့တော့တခင်ယေရှုကအဲ့ဒီလက်တစ်ဖက်သေးတဲ့လူကိုဝတ်ပြုအကြောင်းကြီးမှရှိတဲ့လူတွေအလယ်မှာ မတရခိုင်းပြော့ဘယ်လိုမိုက်တော်မူသလဲဆိုရင်တင်ဤလက်ကိုစန့်လော့ဟုထိုသူအားမိုက်တော်မူ၍သူသည်မိမိလက်ကိုစန့်လျင် ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ပကတိဖြစ်လေကဲ့ချစ်တခင်ယေရှုဟာလက်တစ်ဖက်တည်နေတဲ့လူကိုလူအလယ်မှာမတရခိုင်းပြော့ ဈေးသွားလို့ပေးသလားဈေးရဲသွားထိုးပေးသလားသွားပြော့မန်းသလားဟိုလိမ့်ဒီလိမ့်သွားလို့ပြသလားဘာမှကိုမလုပ်ဘူးဘာပဲလုပ်ကြလဲအမိန်ပေးတယ်သူ့ရဲ့တည်နေတဲ့လက်ကိုဆက်ဆိုပြော့အမိန်ပေးလိုက်တယ်အမိန်ပေးတဲ့အတိုင်းလက်တစ်ဖက်တည်နေတဲ့လူဘာမှလှုပ်လို့မရတဲ့လူကယေရှုရဲ့အမိန်တော်အတိုင်း သူ့ရဲ့လက်ကိုဆန့်တဲ့အခါမှာလက်တစ်ဖက်လိုပဲအကောင်းပကတိဖြစ်လာတယ်တကယ်လို့ယေရှုကသူ့ရဲ့လက်ကိုသွားကိုင်းပြီးတော့ဟိုလိန်ဒီလိန်သွားလှုပ်ပေးရင်အဲအဲ့ဒါမှသွားကုတပေးတယ်ဒီမှာယေရှုကအလုတ်လှုပ်နေတယ်ဆိုပြီးတော့သူတို့ကယေရှုကိုအပြစ်တင်ဖို့သူတို့ကအကြံစီလှုပ်နေတာဒါပေမဲ့ယေရှုကတည်နေတဲ့လက်ကိုဈေးသွားထိုးဖို့လည်းမလို့ဈေးသွားလိန်ပေးဖို့လည်းမလို့အမိန်ပေးလိုက်ရင် ေနေတဲ့သူ့ရဲ့လက်တစ်ဖက်မှာလိုအပ်တဲ့အကျောမြင်တွေတွေးတွေအယိုးတွေအကုန်လုံးသခင်ယေရှုကအမိန်ပေးလိုက်ရင် အကောင်းပကတိဖြစ်လာတယ်။ကဲအဲ့ဒီမှာသခင်ယေရှုရဲ့ဖယားဇာတိတော်ကိုကျွန်တော်တို့မမြင်ရဘူးလားမြင်ရတယ်။ဖယားသခင်ကခတ်သိမ်းသောအရာကိုဖန်ဆင်းတဲ့အခါမှာဘယ်လိုဖန်ဆင်းသလဲ။အမိန်နဲ့ဖန်ဆင်းတာအခုလည်းပဲ လက်တစ်ဖက်သေးနေတဲ့လူရဲ့လက်ကိုလိုအပ်နေတဲ့ကြိုးတွေသွေးမြင်နေဒါရီအားလုံးကိုသခင်ယေရှုကအမိတ်ပေးလိုက်တာနဲ့လူအပ်တဲ့အရာကိုတခါတည်းကိုဖန်ဆင်းပေးတာဖယားစစ်ဖယားမှန်တပါတိကသာလုံနိုင်တယ်အဲ့တော့ယေရှုခရစ်တော်သည်လူစားတရားဖြင့်ကြွလာတော်မူသောဖယားစစ်ဖယားမှန်ဖြစ်တဲ့အကြောင်းလက်တစ်ဖက်သေးနေတဲ့လူကိုအမိတ်ပေးလိုက်ရုံနဲ့လက်တစ်ဖက်ကဲ့သို့အကောင်းပကတိဖြစ်စေခြင်းအဖြစ်သူဟာ ဖန်ဆင်းရှင်ဖရာသခင်ဖြစ်တယ်ဆိုတာကိုလက်တွေ့ပြသွားတယ်အဲ့ဒါပဲမဟုတ်ဘူးယူဒဘာသာရေးကောင်းဆောင်တွေရဲ့စိတ်နှလုံးထဲမှာကြံစီတဲ့အကြံအစီ အားလုံးကိုလည်းယေရှုကမြင်တော်မူတယ်စောစောလည်းကျွန်တော်ပြောပြီလူတို့ရဲ့စိတ်နှလုံးကိုဖတ်နိုင်တဲ့လူဟာဖရာသခင်တပါပဲဖြစ်တယ်အဲ့တော့ယေရှုခရစ်တော်ရဲ့ဖယားဇာတိတော်နှမျိုးဒီမှာကျွန်တော်တို့တွေ့ရတယ်တမျိုးကပါလဲ ယူဒဘာသာရေးကောင်းဆောင်တို့ရဲ့အကျံအစီစိတ်နှလုံးထဲမှာအကျံအစီအတွေးခေါ်အားလုံးကိုယေရှုကမြင်တယ်။ပြီးရင်လက်တစ်ဖက်သေးနေတဲ့လူရဲ့လိုအပ်တဲ့အကျိုးတွေရိုးတွေအမြင်တွေအားလုံးကိုယေရှုကဆန့်အမိန့်ပေးလိုက်တာနဲ့ဟိုလိုအပ်တဲ့အကျိုးအကျိုးတွေသွေးကြောတွေအရိုးတွေအားလုံးကိုချက်ချင်းဖန်ဆင်းပေးလိုက်တယ်။ယေရှုခရစ်တော်သည်လူစားတရားဖြင့်ကြွလာတော်မူသော ဖန်ဆင်းရှင်ဖရာသခင်ဖြစ်တယ်ဆိုတာအချက်နှစ်ချက်ဒီမှာကျွန်တော်တွေ့ရတယ်အဲ့ဒီမှာယူဒဘာသာရေးကောင်းဆောင်တွေကဟောကြည့်ငါတို့ရဲ့စိတ်နှလုံးထဲမှာတွေးခေါ်နေတဲ့အတွေးခေါ်လို့သူတည်နေတဲ့ငါတို့ရဲ့အချက်စီကိုလည်းသူအကုန်လုံးတည်နေပါလားအိုးဒီငါတို့ဘာနမိတ်လက္ခဏာမှမလုံနိုင်တဲ့ငါတို့ယူဒဘာသာရေးကောင်းဆောင်တွေတခါမှဘယ်တော့အခါမှငါတို့မလုံနိုင်တဲ့လက်သေးတဲ့လူကိုလည်းအမိန်တခုံးလေးနဲ့ အမိန်ပေးလိုက်တာနဲ့ကိုအကောင်ပကတိဖြစ်စေတာဟာဒီလူကတော့ငါတို့မျောလဲစောင့်စားနေတဲ့ကြွာလာတော်မူမဲ့မေရှိယဖြစ်တယ်ဆိုတာသူတို့မသိနိုင်ဘူးလားသိနိုင်တယ်ဒါပေမဲ့သူတို့ကမသိအချိန်အောင်စောင့်တာဘာကြောင့်လဲယေရှုခရစ်တော်ရဲ့ရှေ့တော်မှောက်မှာဒူးထောက်မဲ့အစားသူတို့ရဲ့ဘာသာရေးကောင်းဆောင်နေရဘာသာရေးရာထိုးနဲ့ သူတို့ပတ်စံအများကြီးရတဲ့အရာစီးစိမ်လူရင်းတူရှင်းပြောရရင်အာနာနဲ့စီးစိမ်လောဘကြောင့်သူတို့ရှေ့မှာရောက်နေတဲ့ယေရှုခရစ်တော်ဒီသူတို့ရဲ့ဓမ္မဟောင်းကျမ်းစာမှာကြိုတင်ပြောထားတဲ့ကြွလာမဲ့မေရှိယဖြစ်တယ်ဆိုတာသခင်ယေရှုဟောကြားတော်မူသောတမန်တော်နဲ့သခင်ယေရှုပြုတော်မူသောတဘာဝလွန်အမှုအဖြစ်သူတို့ကိုယ်တိုင်မျက်စိနဲ့မြင်တယ် နားနဲ့လဲကြားတယ်။ဒါမဲ့သူတို့ကယေရှုကိုသူတို့ရဲ့ကယ်တင်ရှင်မရှိရဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံမဲ့အစားယေရှုကိုတတ်ဖို့သူတို့ကြံစီနေတယ်။အာနာနဲ့စီးစိန်ကိုတတ်မှတ်တဲ့မာယွင်းနဲ့ဘာသာရေးကောင်းဆောင်တွေဟာဘလောက်ကြောက်ဖို့ကောင်းတယ်လဲ။သူတို့ကိုယ်တိုင်ကဘာကိုတွန့်တင်တယ်လဲ။ဖယားသခင်ထာဝရဖယားတပါးပဲရှိတယ်။အချားတော့ဖယားမရှိဘူး။ရုတ်တုကမကိုးကွယ်ရဘူးပါညာ။ လူတွေကိုတင်ပေးတာအမှတ်တကယ်သူတို့ကဒါတွေအလုံးကိုနာခံလားမနာခံဘူးသူတို့ရဲ့ဘာသာရေးရာထူးနဲ့ရထားတဲ့စီးစိမ်ဥစ္စာတွေအလုံးထက်ယေရှုကိုသူတို့မယုံနိုင်ဘူးသူတို့တည်ရင်သူတို့ဘယ်သွားမလဲဘယ်သွားမလဲဆိုတာသခင်ယေရှုကိုရော်တိုင်းကအခုလိုတတိပေးထားတယ်မဿဲခရစ်ယာန်အခိုင်23အခန်းငယ်23မှာသခင်ယေရှုက ယုဒဘာသာရေးကောင်းဆောင်တွေဟာတူတော်ကောင်းရောင်ဆောင်တဲ့လူဆိုးတခိုးတွေဖြစ်တဲ့အကြောင်းသူတို့ကိုတတိပေးတယ်သူတို့ဟာငရဲမင်းအိုင်နဲ့လွတ်မဲ့သူတွေမဟုတ်ဘူးဆိုတာကိုလည်းပဲတတိပေးတယ်အခုကျွန်တော်ဖတ်ပြမယ်ယုဒဘာသာရေးကောင်းဆောင်တွေကိုသခင်ယေရှုကလွှဝဲသောချမ်းပြူဆရာဖာရိရှဲတို့တင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်ဤတကားကိုလူတို့ရှေ့မှပိတ်ထား၍ မိမိတို့လည်းမဝင် ဝင်လို့တော့သူတို့ကိုလည်းစီးတားကြ၏ကဲကြည့်ယူဒဘာသာ၏ကောင်းဆောင်ကျမ်းပြုတ်ဆရာနဲ့ဖာရစ်ရှဲတို့ကကောင်းကင်နိုင်ငံတော်ကို ဝင်ချင်တဲ့လူတွေကိုလည်းပဲမဝင်ဖို့ရန်သူတို့ရဲ့မှားယွင်းတဲ့အိုးပုတ်ဆောင်ခြင်းဥပဒေတွေတမန်ကျမ်းစာမှာမပါတဲ့မင်းယိုဖလာဘာသာရေးထုံးတမ်းစင်လာတွေကို နာခံဖို့ရန်လူတွေကိုတွန့်တင်တယ် ယေရှုကသူတို့ကိုမေတ္တာနဲ့တတိပေးတယ်ဒါပေမဲ့သူတို့ကနောင်တမရဘူးနောင်တမရတဲ့အတွက်နောင်ဘွားချင်သူတို့ဘယ်ကိုသွားမလဲဆိုတာယေရှုကအခုလို့သူတို့ကိုကြိုတင်တတိပေးထားတယ်မဿဲအခိုင်း23အငယ်33မှာမွေဆိုးအမျိုးတို့တင်တို့သည် အပြစ်ငရဲမှအဘယ်သူလွတ်နိုင်ကြမည်နည်းတခင်ယေရှုခရစ်တော်ရဲ့ပြောပြတော်မူချက်အရ သူတို့သည် ငရေမီအိုင်ကိုတွားမဲ့သူတွေဖြစ်တယ်။အဲ့တော့မှားယွင်းတဲ့ဘာသာတရားဟာဘလောက်ကြောက်စရာကောင်းတယ်လဲ။သူတို့ကိုယ်တိုင်ငရေကြီးမဲ့သူတွေဖြစ်တယ်။သူတို့ရဲ့နောက်လိုက်တွေလည်းငရေကြမဲ့လူတွေဖြစ်တယ်။အဲ့ဒီတော့တင်ကိုယ်တိုင်ကရောတင်းရဲ့အပြစ်တွေကိုပယ်ဖြတ်ပေးနိုင်ခြင်းမရှိတဲ့အရာတွေကိုရှောက်လောက်နေသလား။ အပြစ်ငရဲသွားမဲ့တင့်ကိုမကယ်တင်နိုင်တဲ့ပုံကိုယ်တွေကိုတင်အာကိုနေသလားလူသားအချင်းချင်းငရဲသွားမဲ့သူ အဖြစ်ကနေတယောက်နဲ့တယောက်ကယ်လို့မရဘူးဘာကြောင့်လဲသိလားဖရာသခင်ကလူသားတိုင်းရဲ့အခြေအနေမှကိုယောမအခိုင်း၃အငယ်၂၃မှာလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖရာသခင်ရှေ့တော်၌ အတရေပြတ်ကြပြီတဲ့ဘာသာရေးကောင်းဆောင်ပဲဖြစ်ဖြစ်တမန်လူသားတွေပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်လူသားတိုင်းဟာဖယားသခင်ပြင့်ရတော့ကိုချိုးဖောက်ခြင်းဖြစ် အပြစ်လုံနေကြတဲ့အပြစ်ရှိသောသူတွေဖြစ်တယ်လို့ဘုရားသခင်ကယောမအခိုင်း3အခန်းငယ်23မှာလူတိုင်းရဲ့အခြေအနေမှကိုပြောပြတယ်။အဲ့ဒီယူဒဘာသာရေးကောင်းဆောင်တွေလည်းပဲသူတို့ရဲ့အပြစ်ကို ဖြေလွှတ်ပေးပိုင်တော်မူသောကယ်တင်ရှင်ယေရှုခရစ်တော်ကိုငင်းပယ်ကြတဲ့အတွက်သူတို့တွေအားလုံးဟာငရဲကြီးမဲ့သူဖြစ်တဲ့အကြောင်းခုနကျွန်တော်ဖတ်ပြသွားတဲ့မဿဲအခိုင်း23အခန်းငယ်33မှာ သခင်ယေရှုကပြောပြထားပြီးပြီသင်ရောနောင်ဘဝကျရင်ဘယ်ကိုရောက်မလဲတနေ့ကျရင်သင်သေမယ်ဆိုတာကိုစဉ်းစားတိုင်းမကြောက်ဘူးလားကြောက်နေတဲ့ကျွန်တော်တို့တို့ဟာကောင်းသော အချင်းကိုချင်းချင်းအားဖြင့်ငရဲကနေလွတ်မြောက်ပြော့အိုနာသေးချင်းကင်းသောကောင်းဝင်နိုင်ငံတော်ကိုဝင်စားမဲ့သူတယောက်မှမရှိဘူးကျွန်တော်လည်းအချင်းတရားအားဖြင့်ကောင်းကင်နိုင်ငံကိုရောက်နိုင်တဲ့သူမဟုတ်ဘူး ြံတဲ့ဘာသာရေးကောင်းဆောင်မှန်သမျှတို့ဟာလည်းပဲကောင်းသောအချင်းအားဖြင့်ငရဲကနေလွတ်မြောက်ပြီးတော့အိုနာတေချင်းကင်းတော့ကောင်းရင်နိုင်ငံတော်ကိုသူတို့ဝင်စားလို့မရဘူး။ဘာကြောင့်လဲ။သူတို့ချိုးလွန်ထားတဲ့အဖြစ်ရှိလို့အဲ့ဒီသူတို့ချိုးလွန်ထားတဲ့အဖြစ်ကိုသူတို့ကိုယ်တိုင်ခြေဖြတ်လို့ရသလားဆိုရင်မရဘူး။ကျွန်တော်တို့ကိုယ်တိုင်ခြေဖြတ်လို့မရတဲ့ ဖြေလွတ်လို့မရတဲ့ကျွန်တော်တို့ကျိုးလွန်တဲ့အပြစ်အလုံးကိုခြေဖြတ်ပေးဖို့ရန်ယေရှုသည် လူစားတိအဖြစ်ကိုခံယူပြော့ဒီလောကမှာလွန်ခဲ့တဲ့အနှစ်2000ကျော်တော့ကကြွာလာတယ်၃နှစ်ပတ်လုံးမိမိဟာ လူစားတိအဖြစ်ကြွာလာတော်မူသောကယ်တင်ရှင်မယ်ရှိရဖြစ်တဲ့အကြောင်းနှုတ်နဲ့ဟောပြောတွင်တင်တော်မူသည်တာမကဘူးဒီနေ့လည်းပဲ လူတို့ရဲ့စိတ်နှလုံးကိုဖတ်နိုင်သောသူဖြစ်ခြင်းလက်တစ်ဖက်သေးနေသောသူကို အမိန်တခုံးလင်းနဲ့အကောင်းပကတိဖြစ်စေခြင်းဖြင့်မိမိဟာဖျားစစ်ဖျားမှန်ဖြစ်ကြောင်းအံ့ဘွယ်နမိတ်လက္ခဏာကိုလက်တွေ့ပြုလုပ်တော်မူခြင်းဖြင့်တတိပြတယ်အဲ့တော့ဒီနေ့တင်ကျွလွန်ထားတဲ့အပြစ်တွေကြောင့်နောင်ဘဝကြာရင် သင်ဟာငရဲသွားမဲ့သူဖြစ်တယ် ငရဲသွားမဲ့အသင်ကိုကဲတင်နိုင်တဲ့ဖျားစစ်ဖျားမှန်ကိုသင်ရှာနေတယ်ဆိုရင်ယေရှုခရစ်တော်သည်အပြစ်ရှိသောငရဲသွားမဲ့အသင်ကိုရွေးနှုတ်ကဲတင်နိုင်သောတပါတီသောကဲတင်ရှင်ဖြစ်ကြောင်းဒီနေ့ကျွန်တော်တို့လေ့လာတဲ့ကြမ်းချက်မှာလည်းယူဒဘာသာရေးကောင်းဆောင်တွေကိုလည်းပဲတက်တည်ပြတယ်သူတို့ရဲ့နောက်လိုက်တွေအားလုံးကိုလည်းတက်တည်ပြတယ်အဲ့တော့ဒီနေ့သင်ရဲ့နောင်တမလွန်အရေး ငရဲလားအိုနာတေချင်းကင်းတော်ကောင်းကင်ဘုံလားဆိုတာအပြစ်ရှိသောတင့်ကိုငရဲသွားမဲ့သူ အဖြစ်ကနေရွေးနှုတ်ကဲတင်နိုင်သောယေရှုခရစ်တော်ကိုတင့်ရဲ့ကဲတင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်မလားဒါမှမဟုတ်ငင်းပယ်မလားဆိုတဲ့အပေါ်မှာအဆုံးအဖြတ်ပေးမှဖြစ်တယ်အဲတော့ယေရှုခရစ်တော်ကိုတင့်ရဲ့ကဲတင်ရှင်နဲ့အရှင်သခင်အဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင်အချိန်မနှောင်းခင် အခုယုံကြည်လက်ခံပါလို့မေတ္တာနဲ့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အားလုံးဟာကိုယ်အလှည့်ရောက်ရင်တေးရမယ်။တေးတာနဲ့ကျွန်တော်တို့ရဲ့နာဝိညာဉ်ကျွန်တော်တို့ရဲ့တကယ့်ပုံကိုဖြစ်တဲ့နာဝိညာဉ်ဟာငရဲမိအိုင်ကိုတွားမှာဖြစ်တယ်။ငရဲမိအိုင်ကိုတင်တို့ကိုတွားဖို့ဖယားသခင်အလိုတော်မရှိဘူး။အလိုတော်မရှိသောကြောင့်ဒီနေ့အထိအေးဝံကလေးတရားကိုကျွန်တော်တို့ဟောပြောဝင်ခနေတာဖြစ်တယ်။အဲ့တော့အပြစ်ရှိသောတင့်ကို ငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကဲတင်ဖို့ယေရှုခရစ်တော်ကဘာလို့ပေးတယ်လဲဆိုရင်ဒီလောကမှာတက်ရှိထင်ရှားရှိစဉ်တုန်းကတင်မလိုက်ရှောက်နိုင်တဲ့ကောင်းသောအချက်တွေပညာတော်တွေအလုံးကိုလိုက်လျှောက်တယ်ပညာတော်ကိုချိုးလွန်ချင်းချောက်တင်နဲ့ကျွန်တော်ပြင်မာတဲ့အပြစ်တွေအလုံးအတွက်လဝကတိုင်မှာကျွန်တော်ရဲ့အပြစ်ကျွေးရှိသမျှကိုဆက်ပေးဖို့ရန် အပြစ်ရအခတေချင်းကိုဆက်ပေးခဲ့တယ်။အဲ့ဒါလည်းမပြီးဘူး။၃ရက်မြောက်တော့နေမှာတေချင်းကနေထမြောက်တော်မူပြော့မိမိအသက်ရှင်တော်မူကြောင်းရက်ပေါင်း40အတွင်းမှာတပည့်တော်တို့ကိုခိုင်ခန့်တဲ့တသက်များစွာကိုပြတော်မူပြီးမှတပည့်တော်တို့ကယေရှုကိုကြည့်ရှုနေကြတဲ့အချိန်မှာပဲကောင်းကင်နိုင်ငံတော်ကိုပြန်လည်တက်ကြွသွားတယ်။အခုယေရှုခရစ်တော်ကဘယ်မှာရှိနေသလဲဆိုရင်ခမဲတော်ဖခင်ရဲ့လက်ရာတော်ဘက်မှာဘုံ အတယေနဲ့နေတော်မူကြောင်းတမချန်းစာမှာကျွန်တော်တို့ကိုပြောပြထားတယ်။အခုကဘာမှာရှိတဲ့လူသားအားလုံးကိုလည်းသိမြင်တော်မူကြောင်းနဲ့ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာတွေးနေတဲ့အကျင့်အစီအတွေးအခေါ်အားလုံးကိုလည်းသခင်ယေရှုကကောင်းကင်ကနေအကုန်လုံးမြင်တော်မူကြောင်းတမန်တော်ဝတ္ထုမှာရှင်းရှင်းလင်းလင်းကျွန်တော်တို့ကိုပြောပြထားတယ်။အဲ့တော့တေချိုးလို့ထားတဲ့အပြစ်တွေကြောင့်တင်ဟာတင်းငရဲသွားမယ်ဆိုတာကိုသိုးရင်ပြော့ စစ်မှန်သောကယ်တင်ရှင်ကိုတွေ့ချင်ရင်ဒီနေ့ယေရှုခရစ်တော်တပါတိတာလျင်အပြစ်ရှိသောတင့်အတွက်အပြစ်ရှိသောတင့်ရဲ့အပြစ်ကျွေးတင့်ကိုယ်တိုင်မဆက်နိုင်တဲ့အပြစ်ကျွေးအလုံးကိုဆက်ပေးဖို့ရန်လဝါကတိုင်မှာ အသေးခံပြော့၃ရက်မြောက်သောနေ့မှာသေခြင်းကနေထမြောက်တော်မူပြော့ယနေ့အသက်ရှင်တော်မူသောကယ်တင်ရှင်ဆိုလို့ယေရှုခရစ်တော်တပါပဲရှိတယ်အဲတော့ဒီနေ့ယေရှုခရစ်တော်ဟာ အပြစ်ရှိသောတဲ့အတွက်အသေးခံပြော့တုံးရမြောက်တော်နေမှာတေခြင်းကနေထမြောက်တော်မူပြော့ယနေ့အသက်ရှင်တော်မူသောကယ်တင်ရှင်ဖြစ်ကြောင်းခရစ်တော်ရဲ့ကယ်တင်ခြင်းတည်ငောင်းကိုကြားနာပြော့ဟုတ်တယ်ငါဟာအပြစ်ရှိသောသူဖြစ်တယ်ငါကျိုးလွန်ထားတဲ့အပြစ်တွေအတွက်ငရေသွားမဲ့သူအဖြစ်ကနေငါ့ကိုကယ်တင်နိုင်သောသူဟာယေရှုခရစ်တော်တပါးတိသာဖြစ်တယ်ဆိုတာကိုသိမှတ်ပြော့ဖျားသခင်ပြင်းရတော်နဲ့စန့်ကျင်ဘက်ဖြစ်တဲ့တင်ကျိုးလွန်နေချအပြစ် တင်လိုက်နေတဲ့လမ်းမှားတွေကိုကြောခိုင်းပြတော့ယေရှုခရစ်တော်ကတင်ရဲ့ယခုဘုရားနောင်ဘုရားတစ်ခုလုံးကို သူ့ရဲ့အလိုတော်အတိုင်းပြောင်းလဲပေးဖို့ယေရှုခရစ်တော်ကိုတင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်တင်ကျိုးလွန်ထားတဲ့အပြစ်တွေဟာဘလောက်ပဲများများဘလောက်ပဲအပြစ် ကြီးနေပါစေခွန်လွတ်တော်မူမှာဖြစ်တယ်။ဘာကြောင့်လဲသူ့ကိုယုံကြည်တော်သူအားလုံးအတွက်လက်ဝါးကတိုင်မှာ အပြစ်ကျွေးဆက်ပေးတော်ကြောင့်တေခြင်းကနေထမြောက်တော်မူပြော့ယနေ့အသက်ရှင်တော်မူသောတပါတီတော်ကယ်တင်ရှင်ဖြစ်တော်မူသောကြောင့်နောင်တနဲ့ယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အခုယုံကြည်လက်ခံရင်သင်ရဲ့အပြစ်အလုံးကိုခွန်လွတ်တော်မူမှာဖြစ်ပြီးဒီဘုရားမှာအလိုတော်ကိုနာခံနိုင်တဲ့စိတ်တဘောအသက်ကိုပေးမှာဖြစ်တယ်။သင်သေးတာနဲ့အိုနာသေးချင်းကင်းတော့ကောင်းရင်နိုင်ရတော့မှာချက်ချင်း ဖယားသခင်ဘုံတော်ကိုအစင်သာဝရဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါအပ်ပါတယ်အလုံးပေါ်မှာဖယားခင်ကောင်းချီးပေးပါစေ။